လေးကြီးဆုံးကတော့အဲကျဆတာအောင်တမျိုးပါပဲဗောနော်ကျသားတုံးနေပါနဲ့အဲ့ဒါလေးဆိုလဲမာကြီးကတပွဲမှာဟို1800အဲ့လောက်လုံလုံလေးနဲ့ပဲရောင်းတယ်ကျသားတုံးဆိုလဲ1500နုံးနဲ့ပဲယူထားပါတယ်ကိုယ့်လောက်ကိုလောက်တာတော့အဆင်ပြေတယ်ဗောနော်ဘာလို့ဖြစ်ဖြစ်အဲကိုယ့်ကိုယ်ပိုင်လုပ်ငန်းဗောနော်ဒါနာမည်သေးတယ်ဆိုပေမဲ့ပဲအထင်သေးလို့မရဘူး ဝင်နှန်းဘဝကနေ အထောင်းဆိုင်လှဲကလေးနဲ့ကိုပိုင်စီးပွားရေးကို ပြောင်းလဲလုပ်ကင်ခဲ့တဲ့အသက်39နှစ်အရွယ်မန်နုနုရေရဲ့အကြောင်းလေးပဲဖြစ်ပါတယ်။ Facebook ကနေလေ့လာရင်မိဘမေတ္တာဆိုတဲ့အထောင်းဆိုင်လေးကိုခုနှစ်နှစ်အတွင်းလူကြိုက်များလာအောင်ဘလို့ကြိုးစားတည်ထောင်ခဲ့လဲနဲ့ကုစည်းနှုံတွုံးမြင့်လာမှုကိုအံတုပြီးလက်ရာကောင်းကောင်းနဲ့အရသာအကောင်းဆုံးပေးနိုင်အောင်ဘလို့စီမံလဲ။ မန်နူနူရီနဲ့မိဘမြတ်တာအထောင်းဆိုင်လေးရဲ့တနေ့တာကိုကြည့်လိုက်ကြရအောင်နော်မမင်္ဂလာပါရှင့်ဟုတ်ကဲ့ပါရှင့်ညီမတွေကြီးချွတ်ရပြည့်တက်ကြီးဘောเนาะအမရဲ့နာမည်ရဲ့အသက်ရဲ့အလုပ်ခိုင်လေးကိုပြောပြပေးပါဦးရှင့်အမနာမည်ကတော့မန်နူပါ တက်ကတော့39ခုနှစ်ပါ39နှစ်ဟုတ်ဈေးရောက်နေပါတော့နော်၄ခုလို့ရှိမှအတုံးအောင်တော့ရောင်းတာပေါ့နော်တင်မိုလီရောင်းတော့ပါဆိုတော့အဲရောင်းပါဟုတ်ကဲ့ပါရှင်ဒါဆိုလို့ရှင်အမဒီဇိုင်းလေးကိုနမည်လေးတွေပါလေးပေးထားတာရှိသေးလားမသိရှင်ပေးထားရှိပါတယ်မိဘမြတ်တာဆိုတော့ပေးထားပါတယ်မိဘမြတ်တာအထောင်းဆိုင်လေးပေါ့နော်ဟုတ်ကဲ့ပါရှင်အမအနေနဲ့ပေါ့နော်ဒီလိုမျိုးအထောင်းဆိုင်လေးကိုပေါ့နော်စဖွင့်ဖို့အတွက်ဘယ်လိုမျိုးဒီ idea ရခဲ့တာလဲဆိုတာလေးသိချင်ပါတယ်ရှင်ဖွင့်ဖို့ဆိုတာအရင်ကတော့ကိုကတော့ခင်ဗျာ company မှာလုပ်တာပေါ့နော်ဩဟုတ်ကဲ့ရှင်ကတော့ ကကျွန်တော်လဲကြရတာအဲဖြေရောက်လာတော့ငါပါသွားတာပေါ့နော်ဟုတ်ကဲ့ရှင်အကောင့်တွေပါကြတော့ကိုကတော့တော်တော်လောက်ဟုတ်အစားတော့မလုပ်တော့ဘူးပေါ့နော်ဟုတ်ကဲ့ရှင်တက်သွားတာပေါ့အဲ Facebook မှာရိုက်ချရင်းနဲ့အဲကိုထောင်းတက်သွားတာပေါ့နော်อ๋อโอเคใช่ๆเพราะฉะนั้นสมมุติอาม่าก็ดีโหลမျိုးป่ะเนาะดิอะท้องเลี้ยงหลุดตาตุ๊กกะเลี้ยงหลุดตาอูจ้ะတော့ဒီတိုင်းပဲออนไลน์หมอนี่ပဲลีลาติดခဲ့อ่ะล่ะมาตุ๊กก็တော့กูอ่ะกูไอ้มาตุ๊กซ้ายเนี่ยป่ะเนาะลุกขึ้นตาป่ะอ๋อโอเคไอ้มาแล้วคณะตุ๊กซ้ายตุ๊กก็တော့ အဲအထောင်းအထောင်းဘက်ကကြတော့ကိုကတော့ Facebook မှာပဲရိုက်ချတိကြပါတော့။ဟုတ်ကဲ့ဆုံးပါပဲရိုက်ချတိ။ကိုကတိတ်မကျွမ်းဘူးလေ။ဟုတ်ကဲ့ရှင့်။အတုတ်ကတော့ကျွမ်းတယ်။အိမ်မှာတုတ်စားနေကြဆိုတော့ဟုတ်ကဲ့ပါဖြစ်သွားတာပါ။တော့အရင်တော့ရုံဝင်နေလောက်ခဲ့ရဆိုတာလေပါတဲ့ခါကြာပါလေ။အမတ်ဒီလုံလေးကိုမလုတ်ခင်ပါတော့။ဘလိုမျိုးစီးပွားရေးလေးကိုလုတ်ခဲ့လဲဆိုတော့သိခွင့်ရမှာမသိဘူးရှင်။အဲဒီလုံလေးမလုတ်ခင်ကတော့အရင်ကတော့ကိုကရုံဝင်နေဆိုတော့အောင်ဝင်နေပါတော့။ဟုတ်ကဲ့။အဲဒီလေးပဲလုတ်ခဲ့တယ်။အဲအပြိုလေးကလုတ်တယ်။အိမ်နောက်ကျတဲ့ခါကြာတော့ကလေးလေးယူရဲယူရော ဒီနောက်နဲ့ကိုအဆင်မပြေတော့ဘူးဈေးရောက်နေဈေးရောက်မှအဆင်ပြေမယ်ထင်ပြီးတော့ကိုကဈေးရောက်နဲ့ပတ်ဖို့ကူသွားတာပါဟုတ်ကဲ့ပါရှင်အဲ့ဒီတော့ညီမတို့ကအရင်တော့အမကရုံးဝင်တန်းကနေပြီးတော့ဒီလိုမျိုးကိုပိုင်စီးပွားရေးလေးကိုစလုပ်တဲ့အခါမှာပေါ့နော်ကိုဘက်ကရင်းနှီးခဲ့ရတာဒီကိုဘက်ကလေးလာခဲ့ရတဲ့အပိုင်းနေရာဘယ်လိုများရှိခဲ့လဲမသိဘူးရှင်ကိုကရင်းနှီးခဲ့ရရင်ကြတော့အဲဟိုပါပေါ့နော်အဲလောက်အားရင်းနှီးတယ်ဝေးရရင်းနှီးလိုက်တယ်ဟုတ်ကဲ့ရှင်ကိုရဲ့အဲ့ပေါ်မှာဘူးပြီးတော့ကိုကအဲဝင်တန်းထက် ုပ်ကဟိုအဆင်ပြေတယ်ကိုယ့်ရဲ့မိသားစုအတွက်ဟိုလုံခြုံမှုကိုစားတောက်နိုင်တယ်ပေါ့နော်အဆင်ပြေဆုံးမွေတယ်ပေါ့ ဟုတ်ကဲ့ပါရှင်အဲ့ဒါကြောင့်မို့လို့ဒီလုပ်လေးကိုလည်းရေရှည်ဆက်လုပ်ဖြစ်နေတာပေါ့နော်ဆက်လုပ်ဖြစ်တာပါဟုတ်ကဲ့ပါရှင်ဒါပေမဲ့ညီမတို့ကပေါ့နော်ဘလို့စီးပွားရေးမဆိုစတင်လိုက်တိုင်းမှာတော့ဆက်ဆချင်းမှာအရန်အောင်မြင်တယ်ဆိုတာတော့မရှိခဲ့ဘူးပေါ့နော်ကိုကဒီလိုမျိုးအများကြီးရောင်းရဖို့အတွက်အချိန်လေးလည်းအများကြီးလိုအပ်ခဲ့တယ်ဆိုတော့အမအနေနဲ့ရောဒီမိဘမေတ္တာဆိုင်လေးကိုစပြီးတော့ပေါ့နော်တီထောင်ပြီးတော့အခုအချိန်ပေါ့အခုဆိုလို့ရှိရင်လည်းအမအရန်မိတ်တွေအရန်များနေရလဲတွေ့ရတယ်အဲ့အချိန်ထိကိုဘလောက်လောက်များအချိန်ပေးရလဲမသိဘူးရှင်ဘလောက်လောက်များအချိန်ပေးရလဲဆိုတော့9နှစ်လောက်ပေါ့နော်9နှစ်လောက်တော့အချိန်ပေးရတာဩဟုတ်ကဲ့ ဟုတ်ကဲ့ရှင်။ကျွန်တော်ကစရောင်းလာတာတော့မိတ်ခေါ်ရတာပေါ့နော်။အစင်ကတော့တိတ်မပြေဘူးပေါ့။အဲမရောင်းရောင်းမရတဲ့နေ့တစ်နေ့လည်းရှိတယ်။အများမရတဲ့နေ့တစ်နေ့လည်းရှိတယ်။ဟုတ်ကဲ့ရှင်။နောက်ပိုင်းနောက်ပိုင်းမှာကိုယ်လက်ရပေါ့ပြီးပြီးတော့မိတ်ခေါ်ထွက်လာပါတယ်။ဒီမှာဒီလိုမျိုးဆော့ဆော့လေးဆိုင်ဖွင့်နိုင်မှုအတွက်အမဘယ်အချိန်လောက်ထဲကဒီဟာတွေဝယ်ပြီးတော့ပြင်ဆင်ရလဲမသိဘူးရှင်။ညပိုင်းကျရင်တော့တစ်ခါပေါ့နော်။အဲ ွန်တွေပါခွာထားပြူထားဟုတ်ကဲ့ရှင်ခွာတွေပါတင်ထားအစင်းသေးလောက်ထားမနေ့ကျရင်အဲ့ဒါကိုဈေးကျော်မနေ့6နိုင်လောက်ဆိုထားရတယ်ဟုတ်ကဲ့ရှင်6နိုင်လောက်ထားလို့ရှင်ဈေးသွားတယ်ပြန်လာရင်ကျော်တော်တယ်ဟုတ်ကဲ့ရကျော်တယ်ဟိုပါဟုတ်ကဲ့ရှင်တင်မတီပါညာဖြစ်တယ်ဟုတ်ကဲ့ရှင်လောက်ရတယ်ဆက်တနာကြီးအမိပေါ့နော်ဒီရောမားရေကိုကဟိုထွက်ရတယ်ကြိုပြီးတော့ဟုတ်ကဲ့ရှင်အဲနိုင်ခွဲတော့ကိုကြိုထွက်ရောမားရေဖုံးဆက်တဲ့အခါကျရင်ကိုကပြင်းစင်းဟုတ်ကဲ့ရှင်ပေါ့နော်အဲရောမားရေအောက်ကိုပြီးတော့ကိုကနောက်ချတယ်နော်ဟုတ်ကဲ့ပါရှင် ဒါဆိုလို့ရှိရင်အမကဒီကို7နာရီရေမှာဆက်ပြီးတော့ဖွင့်နေသဘောပေါ့နော်ဘယ်အချိန်လောက်ဖြစ်ဖွင့်လဲမသိဘူးဟိုပါပေါ့6နာရီ6နာရီခွဲလောက်ပြီးပေါ့ဟိုကတိတ်လိုက်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်အမအနေနဲ့နေ့တိုင်းဟောဒီကိုယ့်ရဲ့ပစ္စည်းလေးတွေအများကုန်လေးရှိလားအဲနေ့တိုင်းကုန်ပါတယ်နေ့တိုင်းကုန်တာပေါ့ဟုတ်ကဲ့ရှင်ဟိုပါပေါ့နော်တိုင်းလာပြီးတော့ပေါ့နော်ဒီခွဲသူရဲ့အပေါ်မှာပူတည်ပြီးတော့ကိုကတိုင်းလာလောက်တာပေါ့မကြံအောင်ပေါ့ကိုပစ္စည်းအင်းတန်းရတယ်နောက်နေ့ကိုကကူးပြီးတော့မပြောင်းချင်ဘူးလေအဲဒါပေါ်ရှင်ဟုတ်ကဲ့တိုင်းလာလေးနဲ့ကိုကတော့ ုပ်ပြီးတော့ရောင်းချတာပေါ့နော်ကိုယ့်ရဲ့အထောင်းရသားလေးမကြိုက်တာလို့တစ်ခါတည်းကြလို့ရှိရင်ပေါ့နော်အဲ့လိုမျိုးလေးတွေအဲမကောင်းတဲ့ feedback လေးတွေဒါမှမဟုတ်ရေတခြားသောအရာလေးတွေအမအနေနဲ့ကြုံတွေ့ခဲ့ဘူးရတာမျိုးရှိလားမသိဘူးရှင့်လာပြောတာတော့မရှိဘူးပေါ့ဩဟုတ်ကဲ့ရှင့်အဆင်ပြေတယ်ပါညာအဲကိုတစ်ခါကြရင်ဈေးမထွက်ရင်အမအမအယူတတိယနေရာပါအမအယူတတိယပြောတယ်ပေါ့နော်ဟုတ်တယ်ဒီဖောက်တယ်ရတော့မားစီမှာပေါ့နော်ဈေးကြီးဆုံးအတုတ်တွေဆိုလို့ရှင်ဘာဖြစ်မလဲရှင်ဈေးကြီးဆုံးကတော့အဲကြက်ချက်တောင်တောင်တစ်မျိုးပါပဲပေါ့နော်ကြက်သားတုံးနေပါနဲ့အဲ့ဒါလေးဆိုလဲမာကြီးကတပွဲမှာ ဟို1800အဲ့လောက်လုံလုံလေးနဲ့ပဲရောင်းတယ်ဒါပေမဲ့တိတိတော်တော်လေးပေါ့နော်တယောက်တလေနှစ်ယောက်တလေစားလို့ရောက်တလေပေါ့နော်အများကြီးတော့ကိုကပွဲဝင်ပြင်ထားဘူးပေါ့နော်တယောက်တလေနှစ်ယောက်တလေတော့စားလို့ရရပေါ့တပွဲမှာ1800နာလုံလုံလေးပဲယူထားပါတယ်အသားသုပ်ဆိုလည်း1500နုံလေးပဲယူထားပါတယ်ဟုတ်ကဲ့ပါရှင်။ဒါတော့မှဈေးကြီးဆုံးတော့မှ1800 1500ပဲရှိရပါတော့။ဟုတ်ကဲ့။ဒါဆိုလို့ရှိရင်ညီမတို့ရွေရွေးပေါ့နော်။ပုပ်ပုပ်ပပစားလို့ရမယ်ဆက်လက် အတုတ်ကလေးဆိုလို့ရှင်ရောမဘလောက်ဆိုတော့1200ပဲရှိပါတယ်1200ပေါ့နော်အလုံးစုံအသေးကြီးဆုံးကမိုင်းဆိုင်မှာအဲ1800တမျိုးတည်းပဲဈေးကြီးဆုံးမှာပဲ1500တော့အများဆုံးပေါ့နော်သမင်းတုတ်လေးပါညာဆိုလို့ရှင်လည်း1500ပဲယူထားပါတယ်โอเคเมตุโซโลชินเนี่ยแหละตรุบ้ามาปูเสียไม่ลงเนาะดิทะเมตุเล้เนี่ยตรุอสินเปียว่าจ๋าเลยป่ะเนาะโอเคครับရှင်ดิตะนัดสาผีชิ้นหมดก็อกางสงเว้ยป่ะโอเคโอเคโอเคครับရှင်ดีတော့อำนายตั้วไปဆိုလို့ရှင်ดิอม้าရဲ့ซีนุ่งนี่จ๋าอ่ะนี่ညီမတွေးမြတ်တောင်မြတ်ပါမလားလို့တွေးမိတယ်အခုကုန်ซีนุ่งเนี่ยအရင်တက် ဲ့အဲ့ရက်ကတော့တိတ်တော့မကြမ်းဘူးပေါ့ဒါပေမဲ့ကိုစားဖို့တောက်ဖို့နည်းနည်းပိုချင်ရင်တော့ဟိုအဆင်ပြေပါတယ်ပေါ့နော်ကိုမိသားစုတို့အဆင်ပြေတယ်ပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါညီမတို့လွန်ခဲ့တဲ့တနည်းနည်းကနေစားပြီးတော့ညီမတို့ကုန်စည်နှုန်းတွေကအရေကြီးထိုးတက်လာတာပေါ့နော်အဲ့ဒီတော့အဲ့ဒီအတွင်းမှာကြုံတွေ့ရတဲ့အမဆိုင်ကြီးအခက်ခဲကြီးဆိုရင်ဘာဖြစ်လဲပြောင်းလဲမှုတွေရောရှိကြလားပါ ပြောင်းလဲမှုရရှိခဲ့တာတို့ရင်ဝမာကြီးတို့ဆက်ရောင်းသွားဆိုလို့ရှိရင်တော့တပွဲမှာကိုကတထောင်လောက်ပဲရောင်းတာပေါ့နော်တက်တဲ့အခါကျညီမလေးမာကြီးဒီလောက်လောက်တက်ချင်တယ်အဆင်ပြေလားအဲမာကြီးရဲ့တက်ပေါ်ဘာဖြစ်လဲဒီလောက်ကုန်းလုံးလေးတွေများဈေးတက်နေတဲ့အချိန်မှာပေါ့နော်အလားလောက်မာကြီးတက်ကြည့်မယ်ဆိုကိုကလေး100 200လောက်ပဲတက်ကြည့်ပါတယ်ပေါ့နော်အများကြီးလည်းမတက်ရဘူးတက်သွားတဲ့အခါကျလို့ရှိရင်လေမာကြီးတို့က ကုန်သိန်းဆိုင်မှာမာကြီးတို့ကုန်သိန်းဝယ်ဝယ်လို့ရှိရင်ဈေးကိုစစ်လို့မရပါဘူးအဲဟာလေးကိုပေါ့နော်ဟိုအဆင်ပြေအောင်လို့ကိုလည်း100 200လောက်တက်မယ်အများကြီးထိုးတက်တဲ့ခါကျတော့ရှင်လေအသုံးသူတို့ကလည်းအဆင်မပြေဘူးလေဈေးတွေကတက်တဲ့ခါကျတော့တို့တို့အတွက်လည်းအဆင်မပြေကိုယ့်အတွက်လည်းအဆင်ပြေအောင်လို့မာကြီးကအမျက်နှင်း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 နဲ့ဆော့ရောက်ပါတယ်ဟုတ်ကဲ့ပါရှင်အဲ့ဒီတော့ညီမတီးချင်တာကပေါ့နော်အမဆိုင်ရဲပေါ့နော်တလောက်တာဝင်ဝင်ဆိုရောဘယ်လောက်ရှိပြီလို့ရှင်အရွယ်ရောက်လာတာနဲ့အမြဒါရီကိုတည်လာပါတယ်တင်းငယ်တဲ့ပျော်ရွှင်မှုဆိုတာနေ့တိုင်းရှိတယ်ဆိုတာ မကောင်းတဲ့ကိစ္စဆိုတာပျောက်ကွယ်သွားတာမဟုတ်ပဲရင်မောပြီးတော့ကြော်ဖြတ်ရတယ်ဆိုတာသူများဘဝကိုစိတ်ဝင်စားတာကိုယ့်ရဲ့လွတ်လပ်ပိုင်ခွင့်ဆိုပေမဲ့ဖေဘဝကမှငါးထပ်ပို့ပြီးတော့အေးမကြည့်ဘူးဆိုတာအသက်ရှင်ရတာပင်မန်းတာမဟုတ်ပဲပင်မန်းတဲ့အခါမှီခိုးစရာ မရှိတာကမှပင်မန်းစရာဆိုတာငါရွေးချယ်ခဲ့တဲ့လမ်းမှာရက်တက်မနေတာထက်ကိုကိုကိုမစွန့်ပြစ်လိုက်တာနဲ့တင်တော်နေပြီဆိုတာကိုသိလာခဲ့ရပါဗျာ ဒီကမ်ပိန်းကစတူဒီယိုကလစ်နှင့်အတူတကွလှုပ်ဆောင်ထားခြင်းဖြစ်ပါတယ်။အဲ့ဒါဝင်နေကတော့အဲဒီနေ့ကိုဘောနော်မကြီးကဟွာတသိန်းခွဲဖို့လောက်တော့ရောင်းရပါတယ်။ဟုတ်ကဲ့ပါရှင်။ဒါပေမဲ့ဟွာဖေကိုအတွက်ကတော့3000ခွဲ4000လောက်တော့ကျန်ပါတယ်။ဟုတ်ကဲ့ပါရှင်။ဒါဆိုလို့ရှိရင်အမအမျက်အများကြီးမရပါမိလဲဘောနော်။ဒါကိုဘက်ကလည်းစေတနာသူ့ဘက်ကလည်းဒါကအဲဘလိုပဲဖြစ်ဖြစ်စားနိုင်တောက်နိုင်တဲ့ပမာဏလေးနဲ့ရောင်းချပေးရဆိုသူတို့လည်းပျော်ကိုလည်းပျော်ဟုတ်တယ်ဟုတ်တယ်အဲ့လိုပါ။ဟုတ်တယ်အဲ့လိုမျိုးလေးကဟွာ င့်ကြိမ်ဖို့ရောင်းတာပေါ့နော်ကိုချင်းစာရယ်လေကိုလည်းမင်းနဲ့စာပြေစာဆိုလို့ရှိရင်လည်းချိန်နေရတယ်ခုခေတ်ကုန်သိန်းလုံးနေနေဆိုတော့ဥပမာချိန်ပြီးတော့စာရတယ်မိသားစုများလည်းအိမ်ဆိုပို့ဆိုးတယ်လေအားကြောင့်ဟုတ်ကဲ့အားကြောင့်ကိုကလည်းဟို ကိုကျင်းစာနဲ့အနေနဲ့ဈေးကိုချော့ပို့ပြီးတော့ကိုကရောင်းပါတယ်ဟုတ်ကဲ့ရှင်အခုဆိုလို့ရှိရင်အတင်စားထောက်ဆွဲနေတော့မှ2000ကျော်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့ဒီစာအမအမရဲ့ဘာလို့တော့အဲ2000ကျော်အဲ့အတင်စားဟာရောမထိနိုင်ပါဘူးခမင်းချမ်းလေးနဲ့ကိုယ့်အတုတ်ကလေးနဲ့ကိုယ်ဆင်မြောက်ဖားခဲ့ရပါတယ်အဲ့တော့ဗောနော်ညီမတို့ဒီလိုမျိုးဗောနော်အစားတော့ရောင်းချတဲ့ဆိုင်လေးဆိုတာကအရသာအရေးကြီးဆုံးဗောနော်အဲ့တော့အမအနေနဲ့ဒီအရသာဘယ်လိုမျိုးလေးထိန်းထားလဲတခြားဆိုင်တွေနဲ့မတူဘူးဘယ်လိုထူးခြားမှုလေးရှိလဲဆိုတာသိချင်ပါရဲ့ရှင့် အဲတုတ်လိုက်တာကတော့အဲပုံမှန်တိုင်းလိုပဲကိုကတုတ်တာပေါ့နော်အဲအရသာဟိုပေါ့ဟိုအချုံမဆိုတဲ့အတိုင်းတာနဲ့ပေါ့ငပြိုင်ဆိုတဲ့အတိုင်းတာနဲ့ကိုကမမြည်ကြည့်ဘူးပေါ့နော်တချို့ကြတော့မြည်ကြည့်ရင်လည်းမကြိုက်ကြဘူးလေအဲဒါကြောင့်မို့တတ်တတ်မြတ်မြတ်ကိုကလောက်ရတာပေါ့နော်စားတောက်ကုန်ရောင်းနေဆိုတာတတ်ပြတ်မှမယ်သူရယ်စိတ်ဝင်စားတာလေမတတ်ပြတ်တဲ့ခါကျရင်ဒီကလက်ရောကြည့်ကြည့်မှာကြာဘူးလေအဲ့တော့ကိုကတတ်တတ်မြတ်မြတ်တင်းနဲ့ကိုကလောက်တယ်အဲ့လိုမျိုးပေါ့နော်ဟိုမပြိုင်ဆိုလည်းဟိုအတိုင်းတာလေးနဲ့ကိုက ီတော့တုတ်တာပေါ့နော်ကိုအတိုင်းတာနဲ့ကိုမမြည်ကြည့်ဘူးအဲ့ဒါတကားမှအဲ့လိုမမြည်ကြည့်ဘူးကိုစထွက်တာမှပြန်ပြီးတော့၃လလောက်နားလိုက်တဲ့ခါကျတော့ပြန်ထွက်မှမှပြုကိုအတုတ်ကအရသာအဆင်ရောပြေပါမလားဆိုရင်တဲ့တဲ့နဲ့တော့ရောင်းနေတာပဲပေါ့နော်ဒါပဲလက်ကအသားကျနေတာပေါ့တကားမှအမလေးညီမအတုတ်တွေပါ မှားလို့ရှိရင်လေအမတစ်ခါမှမြည်ကြည့်ရမတွေ့ဘူးဒါပေမဲ့အရသာလုံးဝကွက်တီဟုတ်ကဲ့အဲ့လိုအဲ့လိုကွာချိန်ဆချိန်ဆစားတာပေါ့နော်ဇွန်လေးဆိုရင်သူသူ့ဇွန်နဲ့သူထဲတာအချုံမုံဇွန်ဆိုရင်အချုံမုံဇွန်အချုံမုံဇွန်နဲ့မှာဇွန်ကြီးသွားထဲလို့မရအောင်အဆင်မပြေဘူးကိုအတိုင်းတာကိုအတိုင်းတာလေးနဲ့ကိုပေါ့နော်အချုံမုံဆိုလို့ရှိရင်လည်းတချို့ကြတော့အချုံမုံမစားကြအောင်မစားကြကြရင်လက်လွန်သွားမှာဆိုလို့ထဲရင်အချုံမုံဇွန်ဆိုတက်သေးလေးပဲကိုကထည့်ထားတယ် ရတာလို့လှုပ်ထားတာပေါ့နော်သူ့အတိုင်းတာနဲ့သူလှုပ်ထားတာပေါ့ဟုတ်ကဲ့ပါရှင်ဒါဆိုလို့ရှင်အခုကြည့်နေတဲ့သူတွေထဲမှာလည်းပေါ့နော်ဒီလိုမျိုးစားတောက်ကုန်လုပ်ငန်းလေးတွေကိုလှုပ်ဖို့တွေးနေတဲ့သူတွေလည်းရှိမယ်ပေါ့နော်အဲဒီတော့အခုဆိုလို့ရှင်အမကတက်တန်းဆိုလို့ရှင်ခုနှစ်နှစ်တောင်ကြော်နေပြီဆိုတော့ပေါ့နော်အတွေ့အကြုံရှိတဲ့အမအနေနဲ့ဒီမှာကြည့်ရှုနေတဲ့သူတွေတစ်ချက်လောက်အကြံပေးစကားလေး tips လေးပြောပြပေးပါအောင်ရှင်အမရေးပစကားပြောရမယ်ဆိုလို့ရှင်ကိုယ့်လုပ်ကိုလှုပ်တာတော့အဆင်ပြေတယ်ပေါ့နော်ဘာလို့ဖြစ်ဖြစ်အဲကိုကိုပိုင်လုပ်ငန်းပေါ့နော်ဒါနာမည်သေးတယ်ဆိုပေမဲ့ပဲအထင်သေးလို့မရဘူးဒီလုပ်ငန်းကိုလုပ်မယ်လို့စဉ်းစားထားရင် ောက်ချပြီးတော့လုပ်ပါဒီကအဆင်မပြေဘူးရောင်းမကောင်းဘူးဒါတော့မလုပ်ဘူးဆိုရင်တော့တမင်တန်ရာကိုသွားပြီးတော့မပြောင်းကြပါနဲ့ပြောင်းကြတဲ့အခါကျလို့ရှိရင်အလုတ်ကဟိုကလို့ဒီကလို့လို့နဲ့ရှားမှလွတ်ထွက်သွားပါတယ်အဲ့ဒီတွေ့ဒီလုတ်ကိုကိုကဆွတ်ဆွတ်မြတ်မြတ်ဒါတော့လုပ်မယ်ဆိုဒီဆွတ်ဆွတ်မြတ်မြတ်ဒီလုတ်ကိုပဲကောင်းချပြီးတော့လုပ်ပါအဆင်ပြေအောင်လုပ်ကြပါပေါ့နော်။ဒီကတော့ကိုအဆင်ပြေဆုံးပဲပေါ့။ကိုရဲ့ကိုပိုင်လုပ်ငန်းပေါ့ဒါကတော့နော်။ အဲစိတ်လွတ်လပ်မှုတွေလည်းပေါ်ပေါ်ပါတယ်ပေါ့ပို့လို့ကိုလောက်တာဆိုတော့ပေါ့နော်အဲတခြားမိုင်းတို့ဆိုတဲ့တခြားကုမ္ပဏီတွေလုပ်ဘူးတယ်ပေါ့နော်အထက်ရာရှိတာစူရာမန်နာရှိတယ်သူများလုပ်တယ်လုပ်ခဲ့ဘူးတဲ့အတွက်ကိုကဒီလုပ်လောက်တာကိုအဆင်ပြေတယ်ကိုကိုပိုင်လုပ်ပဲဒါလမ်းမေးသေးတယ်လေဒါကိုပိုင်လုပ်ပဲတခုပဲဟုတ်ကဲ့ပေါ့နော်အဲဒါမို့ဒီဟာလေးကိုဘယ်တကယ်လို့လုပ်မယ်လို့စဉ်းစားထားရဲဆိုအားပေးပါတယ် ဟုတ်ကဲ့ပါအဲ့ဒီတော့အမဆိုင်လေးနဲ့ပတ်သက်ပြီးတော့ညီမသိချင်ပါသေးတယ်ဆိုင်တီနေရာလေးကိုလည်းဒီမှာကြည့်ရှုနေတဲ့သူတွေလာပြီးတော့စားသုံးနေတဲ့သူတွေလည်းရှိပါပဲလေအဲ့တော့ချက်လောက်မေးဆက်ပြီးပါအောင်ရှင်နေရာလေးကတော့ဟိုဓမ္မတုခအကြောင်းနဲ့ဒလိကုနုရှိဆိုင်မှာဖွင့်ပါတယ်မိဘမေတ္တာတုတ်ဆိုင်မှာလှဲကလေးနဲ့ဖွင့်ပါတယ်ဟုတ်ကဲ့ပါရှင်အမဆိုင်မှာပေါ့နော်ဖုန်းလေးနဲ့ဆက်ပြီးတော့မှာလို့ရရယ်မှာထားလို့ရရယ်လို့ကြားရတဲ့အခါဖုန်းနံပါတ်လေးလည်းပြောပြပေးပါဦးဖုန်းနံပါတ်ကအမဖုန်းနံပါတ်39 9839 1269 68 မာယူပြီးတော့ဆက်သွယ်ပြီးတော့လည်းမာနိုင်ပါတယ်။ဒါပေမဲ့လာတော့ယူပါမယ်။အဲလာတော့ယူပါမယ်။လာတော့လိုက်တော့မပို့ပေးပါဘူးရှင်။ဟုတ်ကဲ့ပါရှင်။အဲ့တော့ညီမတို့နဲ့ပေါ့နော်ဒီနေ့အချိန်ပေးပြီးတော့အင်တာဗျူးလေးလုပ်ပေးရအများကြီးကျေးဇူးတင်ပါတယ်ရှင်။အဲ့တော့ညီမတို့စတူဒီယိုနဲ့ပေါ့နော်အတူတူဒီလိုမျိုးရိုက်ကူးရေးလုပ်ရတဲ့ခန်းစားချက်လေးလည်းမျှဝေပေးပါအောင်ရှင်။အဲရရရရပါပေါ့နော်ဟိုကိုကခမလည်းသူအမေမခံဘူးပေါ့နော်ဒါပေမဲ့ပီတိဖြစ်တယ်ပေါ့ဟုတ်ကဲ့ပါကိုလည်းဟိုအများတီအောင်ကိုအတုတ်လဲရောင်းကောင်းအောင်ပေါ့နော်အဲ့လိုညီမလေးတို့ဘက်ကဝိုင်းဝန်းပြီးတော့ ဟိုအင်တာဗျူးလုပ်တဲ့အတွက်မားကြီးကလည်းအများကြီးကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ပါအခုလိုရိုက်ခရီးတူလို့ခွင့်ပြရကျေးဇူးတင်ပါတယ်။နောက်မှအမားရဲ့လုပ်ငန်းလေးလည်းအများကြီးအောင်မြင်ပြီးဒီထက်မကပိုပိုပြီးတော့ဗောနော်ဆိုင်ကွင်းလေးအများကြီးဖြစ်နိုင်ပါသေးရှင်။ဒီလည်းသူနဲ့ပြပါသေး။မားကြီးလို့ပြလုပ်ငန်းလည်းအဆင်ပြေပါသေး။ကျေးဇူးတင်ပါတယ်ရှင်။ဟုတ်ကဲ့ပါ။မိမေကိုလည်းချစ်ပါတယ်။